လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအလိုသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဟောဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတတ်တဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ် ယာယန္တနာပောဏ္ဍဘဝိကံနန္ဒီရာဂသဟာကတာတတရတတရဖိနန္ဒီနီတယထိတံကာမတဏဘဝတဏဝိဘဝတဏတဏှာရဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနမတပိပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောအောင်ပါပဲဖြစ်တယ်သူရဲ့လွမ်းမိုးမှုအောက်မှာလူရည်ဟာပြားပြားဝတ်နေကြချေးကျော်အလား တဏှာရဲ့ကြုံဘဝရောက်နေကြတာသို့တော်ကိုယ်ကိုကြုံလို့သိမသိကြဘူးကွာအရှင်သခင်လို့ထင်နေမဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတယ်